ဆိုအပ်တဲ့ရဲလည်းဖြစ်စေခြင်းနဲ့ဖြစ်ပေါ်ပါပဲဆိုလို့လဲဆူတောင်းတယ်ဆိုအပ်တဲ့ရက်ကလည်းကိုပြည်သူလူထုအတွက်ကိုကျင်းအားရောက်လောက်အောင်လို့ဆန်းဆောင်နိုင်မယ်လို့လည်းမျှော်လင့်တယ်အဲ့တော့ကိုပေါ်ဟိုနိစက်နိစက်ရာကိုရက်ကွက်ထရပြည်သူလူထုတယောက်နေနဲ့လည်းဒီရွေးကောက်ပွဲအတွက်ကိုပါဝင်ဆင်နေဖို့အဲကိုယ့်ရဲ့မဲတပြားလေးပေးဖို့ဒါတွေလည်းကြောထားပါတယ် မမင်္ဂလာပါ။အော်ဟုတ်ကဲ့မင်္ဂလာပါရှင်။အော်ရေကောက်ဝတ်တဲ့မင်းစင်းကြည့်ပြီးပါရည်လား။ဟုတ်ကဲ့ကြည့်ပြီးပါရည်ရှင်။ရေကောက်ဝတ်ပဲနေလို့တည်ထားလဲ။ဒီဇင်ဘာ28ပါရှင်။မင်းစင်းကရောလူမှန်ရလား။အမှန်ပါတယ်မှန်ပါတယ်။မိသားစုဝင်ဘယ်နှဦးရှိတယ်။တားစုဝင်၄ဦးရှိတယ်အကုန်ပါပါတယ်ရှင်။ဟုတ်ကဲ့။ဟုတ်ကဲ့။ရေကောက်ဝတ်နဲ့ပတ်သက်ပြီးတော့ဘာရည်တည်ထားလဲ။ပြည်သူတယောက်အနေနဲ့ပြည်သူတယောက်အနေနဲ့ရေကောက်ဝတ်ကတော့အကောင်းကောင်းဆုံးပါ။ဆိုရသစ်တရလည်းဖြစ်မယ်လို့လည်းညှော်လင့်ပါတယ်ဖြစ်လည်းဖြစ်စေချင်ပါတယ်နော်။အဲ့တော့ကိုပေါ်ရနိစက်နိစက်ရကိုရက်ွက်ထက်ရပြည်သူလူထုတယောက်အနေနဲ့လည်းဒီရေကောက်ဝတ်အတွက်ကိုပါဝင်ဆင်နေဖို့အဲကိုယ့်ရဲ့မဲတ ပြားလေးပေးဖို့ဒါတွေလည်းပြောထားပါတယ်ဟုတ်ကဲ့အဲဒီထဲမှာမင်းတပြားကဘာလို့ထိအရေးကြီးတယ်ဆိုတာလဲပြည်သူတောင်နေနဲ့ပြောပြပါဦးဩအရေးကြီးပါတယ်အရေးကြီးပါတယ်ဒီလိုအဲဒီထဲမှာမင်းတပြားပေးလိုက်ပြင်အပြင်ကိုကိုကိုရဲ့တာဝန်လေးလည်းခြေမယ်ကိုတိုင်းပြည်အတွက်လည်းတာဝန်ခြေတယ်လို့ထင်တယ်အဲပြည့်ပြည့်ဘယ်လိုလဲဆိုတော့အစိုးရတည်ရဲ့လည်းဖြစ်စေခြင်းနဲ့ဖြစ်ပေါ်ပါပဲဆိုလို့လည်းစုတောင်းတယ်အကောင်းဆုံးဖြစ်မယ်လို့လည်းမျှော်လင့်ထားပါတယ်အစိုးရတည်ရကလည်းကိုပြည်သူလူထုအတွက်ကိုကျေနပ်အားရလောက်အောင်လို့ဆွမ်းဆောင်နိုင်မယ်လို့လည်းမျှော်လင့်တယ်အဲကိုကလည်းခြေနဲ့တယ်ဟုတ်ကဲ့အရင်တော့မဲပေးရနဲ့အခုမဲပေးရနဲ့ဘာ ေးကွာသွားလဲမဲပေးရဲ့စနစ်ကဟိုဘာလေးကွာချလဲအကွာပါတယ်ရှင်ငကောတော့ဟိုပေါ့မဲပေးရတာဒီတိုင်းမဲအမှန်ချက်ကလေးပေါ့အဲ့လိုမျိုးလဲပေးရတယ်အခုကြတော့ဆက်နေပေးရမှာပါဒီ MV ရဲ့ဆက်နေပေးရအောင်ဘာလေးလာခဲ့တယ်အတွေ့အကြုံတွေပြောပြပါဟိုလေးလာခဲ့ပါတယ်တွေ့ကြုံဆိုတော့ဟိုပေါ့ဟိုတရုတ်ပြလေးတွေလိုက်ကြည့်ရကြည့်ပါတယ်ကြည့်တဲ့အခါကျလို့ချင်းမဲပေးမဟေးဆိုတာနဲ့မဲပေးတဲ့နေရာလေးမှာစကလေးကမီးလေးစိတ်လေးနဲ့လာခဲ့ပါတယ်လေးလာပြီးကိုနှစ်သက်တဲ့ပါတီကိုလက်ကလေးနှိပ်လိုက်အဲနှိပ်လို့ရှင်ဒါကိုအောင်မြင်သွားပြီအဲအဲ့လိုမျိုးလေး ဟုတ်ကဲ့အခုဒီ MVN နဲ့မဲပေးရဲ့စနစ်ကိုအကျိုက်နေတာလားအကျိုက်နေပါတယ်အကျိုက်နေတတ်ပါတယ်ရှင်ဒီကတေသက်တယ်ကြစ်လက်တယ်ကြိုက်ပါတယ်ဟောကြောက်ပါလှလုံးတဲ့နေရာမှာတွေအကြောက်ဟိုကအကုန်လုံးကတေချာလေးတဲ့စီးနေစနေတေချာလေးလက်လို့ပြတယ်ရှင်းပြတယ်ပြီးတော့ဆက်နေလုပ်တဲ့အခါမှာလည်းတချာချွေချွေမှုမရှိအောင်လည်းတချာလုပ်ပြတော့တကူတည်တင်းတဲ့လောက်ကတော့ဟိုပါပေါ့ပြည်သူတယောက်အနေနဲ့ကျင်းနေပါတယ်ပြောချင်တာတော့အစိုးရတတိယဖြစ်လာမယ်လို့မျှော်လင့်တယ်ဖြစ်လာပါစေလဲဆုတောင်းတယ်ပြီးတော့ကိုပြည်သူလူထုတဲ့အားလုံးပေါ့အေးကြကြနဲ့အစဉ်ပြေပြေနဲ့ရှေ့ဆက်ပြီးတော့နေနိုင်သွားနိုင်စားနိုင်ပါစေလို့လည်းဆုတောင်းတယ်ဖြစ်စေချင်ပါတယ်